မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်ခိုတန်းရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုရဖြတ်တိုက်ခတ်ရာစစ်သား၃ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ24ရက်နေ့မနက်ပိုင်းမှာမုံရွာမြို့နယ်ခိုတန်းရွာမှာရှိတဲ့ပြည်သူ့ပိုင်ပစ္စည်းများကိုခိုးယူရန်လာတဲ့အကြမ်းဖက်စစ်တပ်တပ်သားအင်အား20ခန့်ကိုတော်လဲတပ်ဖွဲ့များကကြေးရွာအဝင်တနေရာမှာဂျားဖြတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးတေဆုံးပြီး9ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ ရွာကလူမနေရဲတော်တာကြာပြီးရွာထဲကိုစောင့်ဝင်တဲ့အချိန်မှာကြားဖြတ်တိုက်ခိုက်ခံလိုက်ရတော့စစ်ခွေးတွေတော်တော်လေးကိုအထိနာသွားတယ်စစ်တပ်ကစစ်ကြောင်းထိုးတဲ့အချိန်မှာပြည်သူတွေထိခိုက်ဖမ်းဆီးခံရတာမျိုးတော့မရှိပါဘူးလို့မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုမုံရွာမြို့နယ်ပကဖဦးဆောင်မှုနဲ့တိုင်းနယ်ငါးပကဖ Tribal Force Black Falcon God of Mongwa Golden Eagle Sanking Envoy God of Snake ရက်ခမုံရွာခရိုင်တရင်တက်တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဒါမင်းလာမြို့နယ်ဘကိုးရုံမှအတွင်တက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရောစစ်တပ်ကထိခိုက်သေးဆုံးမှုများပြားပြီးတော့စစ်သားများအလံဖြူထောင်လက်နက်ချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ23ရက်နေ့ကစတင်ပြီးတော့မင်းလာမြို့နယ်ဗကုယုံမှာအဆက်မှာရှိတဲ့ကျေးရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ပြီးတော့စစ်ကြောင်းထုံးနေတဲ့စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များကဧပြီလ26ရက်နေ့နဲ့28ရက်နေ့တွေမှာကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုများပြားပြီးတော့စစ်ကြောင်းတစ်ခုလုံးတက်ပြတ်ပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့များကလိုက်လံတိုက်ခိုက်နေခြင်းကြောင့်စစ်ကောင်စီတပ်သားအများစုဟာအလံဖြူထောင်ပြီးတော့လက်နက်ချလင်းဝင်မှုများရှိနေတယ်လို့သိရပါတယ်။ အခုလိုမျိုးစစ်ကြောတခုလုံးဖွဲ့စည်းပုံပြတ်ပြီးတော့အလံဖြူထောင်နေတဲ့အချိန်မှာစစ်ကောင်စီတပ်ကဒီနေ့မနက်ပိုင်းကစတင်ပြီးတော့ဗကိုးရုံမှတောက်လျှောက်ကို MI-35 တိုက်ခိုက်ရေးရဟတ်ရင်နဲ့လိုက်လံဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။ Jet Fighter များနဲ့လည်းအဆက်မပြတ်ပြန်ဝဲနေတယ်လို့ပြောပါတယ်။ခွဲစစ်ကြောင်းကရွာတွေကိုတောက်လျှောက်ဝင်စီးပြီးတော့ တွေးသမျှပစ္စည်းတွေကိုခိုးတယ်ပြည်သူခဏဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ထားတယ်လို့ခဏဦးသိရတယ်အဲ့ဒါတွေကိုအကြမ်းဖက်တာတွေလုပ်နေတော့ PDF တင်တဲ့တိုက်ပွဲဖြစ်တာနှစ်ရရှိပါပြီစစ်ခွေးစစ်ကြောင်းတစ်ခုလုံးတက်ပြတ်သွားတာစစ်ခွေးတွေအသေးများပါတယ်ဒဏ်ရာရတာကြီးလည်းများတော့အလံဖြူထောင်တယ်လို့သိရတယ်အလံဖြူထောင်တာကစစ်မှုထမ်းတပ်သားတွေလို့လည်းကြားတယ်စစ်ခွေးရဟယင်တွေနဲ့ Jet Fighter တွေကတော့တောက်လျှောက်ကိုပြန်ဝဲနေတာ Jet Fighter ကတော့ဘုံမကျဲသေးဘူးရဟယင်ကတော့တောက်လျှောက်ကိုပတ်ပြီးတော့ပြစ်နေတာအခုတွေရှိနေသေးတယ်ပြည်သူတွေလည်းတောင်းနဲ့ချီပြီးတော့ထွက်ပြေးနေရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်လက်ရှိ ရှိချိန်မှာကြောင်းရွာရွေကုန်ခွတ်မစမ်းပုတ်ထောက်ကျန်ပတ်တန်ဂန့်ကော်ပင်ဥတို့ကညင်ပင် အင်ဂျင်ကုန်းနဲ့စမ်းတောင်ခွေအုပ်စုတို့မှာရှိတယ်။ကျေးရွာပေါင်း20ကျော်ကတောင်းနဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ညောင်ကျပင်ပြူစောတိရွာကနေရိတ်ခါရှာရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာစစ်သားတအုပ်တိမ်ဆုံးပြီးတော့ပြူစောတိတအုပ်ကိုအရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AB လ24ရက်နေ့ညနေ4:48မိနစ်ခန့်မှာပခုတ်ကူမြို့နယ်ညောင်ကျပင်ပြူစောတိရွာကနေရိတ်ခါရှာရန်ထွက်လာတဲ့အကြမ်းဖက်စစ်သားများနဲ့ပြူစောတိများကို တော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းတ်စစ်သားတအုပ်တေဆုံးပြီးပြူစောတိတအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမ့်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးအင်အားကတော့73ရောက်လောက်ရှိမှာပါ။ရိတ်ခါရှာဖို့ထွက်ရင်းနဲ့ကင်းပတ်နေတာ လက်နဲ့တော့မရခဲ့ပါဘူးစစ်ခွေးတွေဘက်ကပြန်လဲပြစ်ခတ်တာမျိုးတော့ရှိပါတယ်အခုလိုမျိုးပြူစောထီးစခန်းတွေထဲမှာငတ်ပြတ်ပြီးတော့တေမဲနေကိုစောင့်နေမဲ့အစားပြည်သူတွေဘက်ကိုကူးပြောင်းခိုလုံဖို့ပြည်သူကာကွယ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းဖို့အဓိကပြောချင်ပါတယ်လို့မြန်မာ People Defense Force ကတာဝန်ရှိသူကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုမြန်မာဘက်ကဖတ်တက်ခွဲနေဂလုံးပြည်သူကာကွယ်တပ်ဖွဲ့နဲ့မဟာမိတ်တော်လိုင်းပူးပေါင်းတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ တိုင်းကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ခြေရွာများကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပြီးတော့နှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခတ်ရာပြည်သူ၄ဦးသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအေပီလာ26ရက်နေ့ညနေပိုင်းကနေညပိုင်းအထိကလေးမြို့နယ်နတ်ချောင်းခြေရွာနဲ့နတ်မြောင်းခြေရွာတို့ကိုအကြမ်းဖက်စစ်ကောင်စီရဲ့မိထီလာ၄တပ်ကနေတက်လာတဲ့ Jet Fighter နှစ်စီးနဲ့ ဘုံဒီ6လုံး Y12 လေရင်နဲ့ဘုံဒီအလုံး30ကြော်ကျဲချတိုက်ခိုက်ခဲ့ရာပြည်သူ၃ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရှိသူတွေလည်းများပြားခဲ့တယ်လို့သိရပါဗါးအလားတူပဲဒီကနေ့ April 28ရက်နေ့မနက်၈နာရီခွဲအချိန်ကကလင်းမြို့နယ်တောင်ပိုင်းမှာရှိတဲ့အောင်ချမ်းသာကျေးရွာနဲ့ငါးဖားကျေးရွာတွေကို အချက်မှစစ်ကောင်စီရဲ့မိထီလာရှမ်းတဲ့လေးတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီး112လေးရင်တစ်စီးတို့နဲ့ဘုံကျဲပြက်ခတ်တက်ခိုက်ခဲ့ရာပြည်သူတအုပ်တေဆုံးသွားတယ်လို့သိရပါဗါးဘာတိုက်ပွဲမှာမရှိဘဲနဲ့ကိုတတ်တတ်ဘုံကျဲသွားတာပါမနေ့ကနတ်ချောင်းရွာကို Jet Fighter နှစ်စီး112လေးရင်တစ်စီးနဲ့တရွာလုံးကိုပတ်ပြီးတော့ဘုံကျဲပြက်ခတ်တက်ခိုက်သွားတာပါပြည်သူတအုပ်တေဆုံးသွားပါတယ်ထိခိုက်ဒဏ်ရာရတဲ့လူတွေလည်းများတယ် ီကနေ့မနက်ကအောင်ချမ်းသာရွာနဲ့ငါးဖားရွာကိုတိုက်ခိုက်သွားတာဘောအလုံးကြီးတော်တော်များတယ်ဆိုင်ကယ်မောင်းနေတဲ့ပြည်သူတအုပ်သေးတယ်နွားတွေလည်းသေကုန်နဲလို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့အခုညီတောင်းကျန်တာလေးတစ်ခုကတော့ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolute Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေ့စဉ်မပြတ်အစီအအများတန်းအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ကေရင်ပြည်နယ်ဖျားတုံးစုမြို့နယ်မက္ကသာရွာအနီးမှာရှိတဲ့တတ္တုမိုင်းတွင်းတွေကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မနေ့ကဧပြီလ26ရက်နေ့မနေ့အစောပိုင်းမှာခနောက်စိန်ခဲတတူတူဖော်ရေးတတူမိုင်းလွင်းနေဖြစ်တဲ့အမှတ်နှစ်နဲ့အမှတ်၅နေရာတွေကိုစစ်ကောင်စီက112လေးရင်နဲ့ဘုံဒီအလုံး30ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်တတူတွင် အနားမှာရှိတဲ့ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ဂိတ်ဟောင်းနေရာနဲ့ တမဟာအဆောက်အဦတွေဘက်ကလည်းဘုံဒီကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပေမဲ့တီးကြတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်အဆောက်အဦတွေထိကုန်တယ်လူတွေထိလာတော့မကြမိဘူးသုံးစုမျိုးတဲနဲ့ကြတော့နည်းနည်းဝေးတော့ကျဲသွားတာမသိလိုက်ဘူးအတန်လည်းမကြလိုက်ရဘူးမျိုးတဲပိုင်းမှာကတော့ပုံမှန်မှာပဲသုံးစုမှာကဖုန်းလိုင်းတွေလည်းဖြတ်ခံတာကတော့တရင်ကမထွက်ဘူးဖြစ်နေတာ ျက်စီးမှုအတိုင်းအတာကြတော့အဖွဲ့အစည်းတွေဘက်ကထုတ်ပြန်မှာပဲသိရမှာပါတိုက်ပွဲဖြစ်နေတာလည်းမရှိဘဲနဲ့တတ်တတ်ကြီးကိုဘုံချက်ချသွားတာလို့ဖျားတုံးစုမြို့ကန်တူကသတင်းပေးဖို့ပြောကြားထားပါတယ်ပြီးခဲ့တဲ့2022ခုနှစ်နိုဝင်ဘာလ6ရက်နေ့နဲ့16ရက်နေ့တွေတုန်းကလည်းစစ်ကောင်စီကအဲ့ဒီမိုင်းတွင်းနဲ့အနီးပတ်ဝန်းကျင်ကရွာတွေကိုအခုလိုမျိုးအကြောင်းမဲ့တတ်တတ်လေကြောင်းကနေတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာကြောင့်လူသေးဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီမိုင်းတွင်းတွေဟာကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ6ထိန်းချုပ်နယ်မြေထဲမှာရှိပြီးတော့ အမှတ်၁ကနေအမှတ်၁၀အထိလောက်ွက်တွေချပေးထားတာဖြစ်တယ်လို့ KNU ကိုအခွန်ဆောင်နေရတဲ့နေရာတွေလည်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့ပေါ်မှာရှိတဲ့စာတင်ကျောင်းနဲ့ဘုံကြီးကျောင်းကိုအကြမ်းဖက်ဆက်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ28ရက်နေ့မနက်09:28မိနစ်ခန့်မှာစင်ကူးမြို့ပေါ်မှာရှိတဲ့အထက်ကစာတင်ကျောင်းရဲ့အရှိတ်ဘက်နဲ့ မဟာဝိယံဘုံသာဖုန်ကြီးကျောင်းရဲ့မြောက်ဘက်ကိုအချမ်းမတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်အချမ်းမတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ပြည်သူများထိခိုက်မှုမရှိတော့လဲအစအုပ်များထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗါတယ်ဒီကနေ့မနက်ပိုင်းမှာစင်ကူးမြို့ပေါ်ကအထက်ကစာတင်ကျောင်းရဲ့အရှိတ်ဘက်ကိုတကြိမ်နဲ့ မဟာဝေယံဘုံသာဖုန်ကြီးကျောင်းရဲ့မြောက်ဘက်ကိုတကြိမ်လေးကျောင်းတိုက်ခိုက်မှုတွေပြစ်လုသွားပါတယ်အစအဦးတွေထိခိုက်ပျက်စီးကုန်တယ်လူအထိခိုက်ကတော့မရှိပါဘူးအဓိကကတော့ပြည်သူတွေကိုအကြောက်တရားပေးပြီးတော့တော်လန်ရေးကိုအာမပေးအောင်သွေးခွဲတဲ့သဘောပါပဲပြည်သူတွေအနေနဲ့တော်လန်ရေးအပေါ်မှာပဲအာရုံစိုက်ပြီးတော့ပူးပေါင်းပါဝင်ပေးကြဖို့တိုက်တွန်းချင်ပါတယ်လို့စင်ကူးမြို့နယ်ပကဖသတင်းတာဝန်ခံကိုတန်မဏိကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးရန်တွေအပေါင်းကပြင်ဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ